ောကဲဒူတွေဒူမတွေအားလုံးပဲမင်္ဂလာပါနော်ဥရဒီနေ့ဘာအကြောင်းလေးပြောခြင်းလဲဆိုတော့ဥလင်းညီရနော်ဝိပဿနာတရားတွေသူလည်းအားထုတ်တယ်အားထုတ်တဲ့အခါကျတော့တဲ့ဘာမှမရှိဘူးกว่าတဲ့ငါကြည့်တာဘာမှမရှိဘူးกว่าတဲ့သူကအများတန်းပြောတယ်နော် ပြောတော့ဥလင်းကစဉ်းစားကြည့်တယ်ဩငါညီရဘာမှမရှိဘူးဘာမှမရှိဘူးဝိပဿနာတရားထုတ်ရင်ဘာမှမရှိဘူးဘာမှမရှိဘူးလို့သူပြောနေတယ်အဲ့တော့ဥလင်းကပြောတယ်ဘာမှမရှိတာမဟုတ်ဘူးกว่าနော် ဘာမှမရှိတာမဟုတ်ဘူးစိတ်ကလေးတစ်ခုကိုလည်းကြီးလိုက်တဲ့အခါကျမှမရှိတော့ဘူးဆိုတာဘာလို့မရှိတာလဲဆိုစိတ်ကနှစ်ခုမရှိဘူးနော်ဦးလေးတို့မှာစိတ်ကနှစ်ခုမရှိဘူးစိတ်ကတစ်ခုပဲရှိအဲ့တော့ခုနဖြစ်ပေါ်တဲ့စိတ်ကလေးကိုဒီကကြီးတဲ့စိတ်ကလေးကြီးလိုက်တဲ့အခါတန်တိတိကောနဲ့ကြီးလိုက်တဲ့အခါကျတော့ဟိုစိတ်ကလေးကပြက်နေနေပြီနော်ပထမစိတ်ကလေးကပြက်နေနေပြက်နေနေတော့ဦးလေးတို့ကမရှိတာကိုပဲတော့တွေ့တော့နော် အဲ့ဒါမှန်တယ်ကြည်တာမှန်တယ်ဒါအတိပ္ပယ်ကျတော့မရှိတာမဟုတ်စိတ်ကလေးတစ်ခုက ဖြစ်ပြီးပြက်သွားတာပြက်သွားတဲ့အချိန်ကျမှဦးလေးတို့ကြည်လိုက်တဲ့အခါကျတော့မရှိတာကိုသိတာ မရှိတာကိုသိရင်နော်မရှိတာကိုသိမှဒါဝိပဿနာမဲ့ဖြစ်တယ်အဲ့တော့ဦးလေးလည်းဒီလိုပဲနော်ဒီနော်ကုတ်ကိုင်းရေကူးကန်နာမှာရှိတဲ့သရီတာယာမနော်ဘုန်းကြီးကဦးလေးတရားစခန်းဝင်တဲ့အခါကျတော့ဦးလေးရဲ့အဲ့တော့ယဟန်ဝင်တယ်ဗောနော် တရားစကားဝင်တဲ့ခါကျတော့ဦးလေးတဲ့အဲ့လိုပဲတနေ့နေ့ကြည်ကြည်ကြည်တရားထုတ်တဲ့ခါကြည်ကြည်ကြည်စိတ်ကလေးတစ်ခုဖြစ်လာကြည်ဝေနာလေးတစ်ခုဖြစ်လာကြည်ကြည်လိုက်တဲ့ခါကျတော့မရှိတာတွေပဲတွေ့ဟာငါတို့လည်းတနေ့နေ့မရှိတာတွေပဲထိုင်ကြည့်နေရပါလားလို့ဦးလေးဦးလေးကိုယ်တိုင်လည်းဖြစ်ဖို့တယ်နော်အဲ့မရှိတာတွေမဟုတ်နော်ဦးလေးတို့ကဖြစ်ပြီးမှစိတ်ကလေးတစ်ခုဖြစ်ပြီးမှ ပြက်သွားမှဦးလေးတို့ကနော်မြင်ရတာ အဲကြောင့်မလို့ရှေ့ရှေ့စိတ်ကလေးပြက်ပြီးမှနောက်စိတ်ကမြင်ရတဲ့အတွက်မရှိတော့ဘူးနော်အမရှိတော့ဘူးဆိုတော့ကိုကသိရမယ်အဲ့ဒါအနေဆောက်သိတာပဲနော်အနေဆောက်သိအောင်ဦးလေးတော့ကြည့်နေအနေဆောက်အမြင်များမှနော်မက်ညင်ဖူညင်ဆိုတာရမှာနော်အဲ့တော့မရှိတာကိုသိတာမှန်နေတဲ့နော်အဲ့တော့ဦးလေးအဲ့ဒီအကြောင်းလေးကိုပြောချင်လို့နော်နော်ဝိပဿနာတရားထုတ်တဲ့ကမှာစိတ်လေးတစ်ခုဖြစ်ပြက်မရှိတော့ဘူးသိနော် အဝိညာဉ်လေးတစ်ခုဖြစ်ပြက်မရှိတော့ဘူးဆိုသိအဲ့ဒါအမှန်နေအော်ဦးလေးအဲ့ဒါဦးလေးတို့ကအဲ့ဒါအနှိမ့်ဆောက်ကြည့်နေတာနော်အဲ့ဒါလေးကိုဦးလေးကမရှိတာမဟုတ်ဘူးဦးလေးတို့ကအခုသင်္ကတနယ်ခေါ်တာနော်သင်္ကတနယ်မှာဖြစ်လိုက်ပြက်လိုက်တွေပဲရှိတာနော်ဘယ်သူ့ကိုပဲကြည့်လိုက်ကြည့်လိုက်နော် ဖြစ်လိုက်ပြက်လိုက်တွေပဲရှိတယ်အာအဲ့ဒါသင်္ကတနယ်နော်နိဗ္ဗာန်ဆိုတာကြတော့မဖြစ်မပြက်တော့ဒီလိုမဖြစ်မပြက်တော့ခိုင်မြဲသွားတယ်နော် အဟိုလေးတို့အခုခန္ဓာမှာရှိတဲ့စိတ်ကလေးပဲဝေဒနာလေးပဲဖြစ်လိုက်ပြက်လိုက်တွေပဲမြင်ရမှာနော်အဲ့ဒါမှန်နေအနေစာကိုမြင်နေတာပဲအဲ့ဒါအဦးလေးတို့ကသင်္ကတနယ်မှာရှိတော့ဖြစ်မှုပြက်မှုလေးတွေပဲမြင်နေရမှာနော်အဲ့ဒါလေးဦးလေးပြောပြပြခြင်းလို့ပါနော်ကျေးဇူးတင်ပါတယ်တာလူတာလူတာလူ